ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိတူဆိုတဲ့အထိပ္ပာယ်ကိုပြောတာပုစတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိတူဆိုတဲ့အထိပ္ပာယ်ဘာတွေကိုတိတာတော့ဆိုလောကမှာတိเสียရမှန်လည်းမရဘူးတိတယ် တိစရာဆိုတာအမတမ်းမှများတယ်ဘုန်းကြီးတို့တိတာတစ်ထွာတစ်ပိုက်တောင်မရှိဘူးတိစရာတွေကအများကြီးမတိတာနဲ့တိစရာတိတာတွေကိုတွေ့ကြည့်လိုက်မယ်ဆိုရင်မတိတာတွေကများပြီးတော့တိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုတိတယ်ကိုမတိတာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာတိစရာတွေကိုအကုန်တိလို့ဗုဒ္ဓလို့ခေါ်ဒီလိုတိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုတိတာလက်တဆုပ်စာလေးပဲတိတယ်ရသော်ပြာတိတာကတော့ ်လက်တဆုပ်ဆာမကဘူးအများကြီးသိတယ်။အဲ့ဆိုဗျာကတခါဟောတယ်တတော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လားငါလက်ထဲကတိရွက်ကလေးတွေတော်ကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်ဟာများတုံးဆိုတော့ရန်တွေကိုမေးတော့ရန်တွေကရှင်ပြားတဲ့တောထဲမှာရှိတဲ့တိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ပြားလက်ထဲရှိတဲ့တိရွက်ကဘလောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေက တတော်ထဲမှာရှိတဲ့တိရွတ်ဒီလိုပဲအများကြီးပဲငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုတ်ထားတယ်တိရွတ်ဆုတ်ကလေးလောက်ပဲဟောတာတဲ့